project ကာလပုံမူတည်ပြီးတော့သုံးရတဲ့ software တွေလည်းမတူပါဘူး project ကာလဆိုတာက keikaku လို့ခေါ်တဲ့ planning ကာလရှိမယ် guide ya ku yobi sake လို့ခေါ်တဲ့ overview design လောက်ရတဲ့ကာလရှိမယ် short site sake ဆိုတာ detail design တွေဆွဲရတဲ့ကာလရှိမယ်နောက်ဆုံး eji kanri ဆိုတဲ့ maintenance လောက်ရတဲ့ကာလရှိမယ်အဲ့ကာလတွေပုံမူတည်ပြီးတော့ဘယ်ကာလမှာ password ဝဲသုံးရမယ်ဆိုတာတတ်မှတ်ထားပါတယ်เนาะကဲအခုဖွင့်ထားတဲ့ file ကကြတော့ ဂျပန်နိုင်ငံရဲ့ခုကုတိုခိုဆူရှော်လို့ခေါ်တဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ website ကနေဖော်ပြထားတဲ့တိုးကိုမော်ဒယ်တူနော်ဒီကိုက်စကူရှင်ဆိုရယ် PDF ဖိုင်ကိုဖွင့်ထားတာဖြစ်ပါတယ်။ဆက်ပြီးကြည့်ကြည့်အောင်ခေခခုဆိုတာ plan နဲ့ guide ရခု ရော်ပီးဆက်ခေးဆိုတာကြတော့ overview design လုပ်တဲ့ကာလရှိမယ်နောက်ပြီး short size ဆက်ခေးဆိုတာအသေးစိတ်ဆက်ခေးတွေကိုအသေးစိတ်လုပ်မယ်နောက်ပြီး short easy can တွေလို့ဆိုရဲဒီ project နောက်ဆုံးလုံးဝပြီးသွားပြီးတော့ maintenance ကာလပေါ့နော်ဒီလိုကာလတွေရှိမယ်အဲ့မှာသုံးဟိုက် software တွေဘာရှိလဲဒိုဘုတ်ခုပန်းဆိုတာကြတော့ဒိုဘုတ်ခုဆိုတာကြတော့ဒီချီခေး model တွေတွေတို့နောက်ပြီးလမ်းရဲ့ model တွေတို့ပေါ့နော်စားတဲ့ 3D model တွေကိုဖန်တီးရဲ့အခါမှာ saber 3d ကိုသုံးပါတယ် saber 3d ရဲ့ပြီး saber 3d မှာပါတယ်နောက်ထပ် tools တစ်ခုရှိသေးတယ်ဘောနော dynamo ဆိုတာရှိရဲ့အဲအဲ့ဟာကသူကကြာ saber 3d ကကြာတော့ project အစအဆုံးသုံးပါတယ်ဒီမှာကြည့်ကြည့်ကြည့်လိုက်မယ်ဆိုခေကကို plan နဲ့ကနေစပြီး easy can နေရောက်တဲ့အထိ saber 3d ကိုတောက်လျှောက်သုံးတယ်နော် โอเคနောက်တစ်နောက်တစ်ခုဆက်ခေးဆက်ခေးရဲ့ခိုးသွပုစုဆက်ခေးလောက်တာခိုးသွပုစုဆိုတာ structure နဲ့ model တွေကိုဆက်ခေးလောက်တာပေါ့နော်အဲ့မှာကြတော့ဘာတုံးလဲဆိုရင် rebit တုံးပါတယ် rebit ရဲ့ပြီးတော့ robot autodesk robot structural analysis လို့ခေါ်တယ် software ရဲ့နောက်တစ်ခု review ရဲ့ dynamo ရဲ့တုံးတယ်เนาะသူကကြတော့ key card ကိုအစစ်မှမတုံးသေးဘူးเนาะ plan နဲ့လောက်တဲ့ကာလမှာမတုံးသေးပဲね guide ရကူရော်ပြီးဆက်ကေးမှာစပြီးတော့ rebit ကိုတုံးတယ် eg candy အထိတုံးပါတယ်เนาะနောက်တစ်ခု infra work infrared ကဘယ်ကာလတွေမှာတုံးလဲကြည့်ကြည့်အောင် infrared ကဘယ်လိုမျိုးခြေနေမှာတုံးလဲဆိုရင် GeoKin တို့ဒီ project ကိုအဲလုံးတင်မလုံးတင်အစပြီးခြုံငုံပြီးစဉ်းစားတဲ့အခါလေးမှာနောက်ပြီးတော့ Go EK ဆိုတော့သူ့ရဲ့ပုံတံဘယ်လိုရှိလဲစတဲ့စစ်ဆေးတဲ့အခါလေးမှာ infrared ကိုတုံးပါတယ် infrared ကခေခါကူဆိုတော့ plan လုပ်တဲ့ကာလကနေစပြီးတော့ဘယ်ထိတုံးလဲဆိုပြီး guide ရကူရောပြီးစက်ကေးဆို overview စက်ကေးလုပ်တဲ့အထိတုံးတယ်သူ့ကို short size စက်ကေးလုပ်တဲ့အခါမှာတော့မတုံးပါဘူးเนาะ infrared ကဒီအသေးစိတ်တွေကိုစစ်ဆေးရတဲ့စက်ကေးလုပ်တဲ့အခါ ချိန်မှာတော့ infrared အသုံးအားအဆင်မပြေတဲ့အတွက်လွတ်ထားတယ်လို့ပြီးတော့ EEG ခန်းလေးမှာကြတော့ပြန်ပြီး infrared ကိုပြန်သုံးတယ်နောက်တစ်ခု nervous work nervous work ကပဲကလာနေမှာတုံလဲကြည့်ကြည့်အောင် nervous work ကကြတော့အဲစက်ခေးလျှော့စက်ခေးတွေကိုအဲကို ်လုပ်ထားတဲ့စက်ခေးတွေရပါဘောနော်ဒီဇိုင်းတွေကမှန်မှန်မှန်စစ်ဖို့အတွက်ရှော့စားလုပ်ရတယ်ပြီးရင်စီကိုခေးခါကူစွာဒီ project ကိုကိုကဘယ်လိုမျိုးအစီအစဉ်နဲ့ schedule နဲ့စမယ်ဘောနော်အဲ schedule နဲ့စမယ်ပြီးရင်ရန်နေရာတွေဘယ်လိုမျိုးနေရာချမယ်အဲနောက်ပြီးကလို့ရှိရင်အဲ material တွေကိုဘယ်လိုမျိုးအဲရဘယ်လိုမျိုးတင်စီမယ်စတဲ့ ခေခကုဆိုပလန်နေနေပေါ့နော်စေကိုခေခကုဆိုဒီ construction site ထဲမှာလုပ်နေရတဲ့ကာလတွေမှာဒီ sake show စာတွေမှာ navis web ကိုအသုံးပြုတယ် navis web အသုံးပြုတဲ့ကာလအကြတော့ guide ရကူရောပြီး sake ရဲ့ပြီးတော့ show site sake မှာလည်းသူကသုံးတယ် igi khan နေလုပ်တဲ့ဒီသုံးပါတယ်သူ့ကိုဒီခေခကုလုပ်တဲ့ကာလမှာတော့မသုံးပါဘူး navis web ကနော်သူကဒီ guide ရကူကစာသုံးမယ် နောက်တစ်ခု recap pro ဆိုတာ software တစ်ခုရှိရဲ Autodesk ရဲ့ recap pro ကဒါသူကအတိအကတင်းကုန်းလို့ခေါ်တယ်တင်းကုန်း short လေးဆိုတာ point cloud file လေးပေါ့နော် point cloud data တွေကိုဟို short လေးလုပ်တဲ့အခါမှာ recap pro ကို k ကကိုကနေပြီးတော့ edit ခံလေးလုပ်တဲ့အထိတုံးပါတယ်